မဲလာမမီခင်ဘွဲကိုပြေးဝဆုံးမထားနိုင်ခဲ့ပေမဲ့ဒုတိယကိုမရခင်အထိအခြေအနေကရင်တမမှနေဖြစ်နေခဲ့ရတော့အစုံးမဘွဲကိုကိုဘာသာကိုပို့ပြီးခက်ခဲအောင်လှုပ်လိုက်ရသလိုမျိုးများဖြစ်မနေဘူးလားအာကျွန်တော်အရန်ပြောပါတယ်ချန်ပီယံလိမာနိုင်ရဖို့ဆိုတာအများအတန်ရှုပ်ထွေးခက်ခဲပြီးတော့နောက်ထပ်ပေးကိုမရှိတဲ့ဘွဲတစ်ဘွဲကိုဆက်ပြီးတော့ထိန်းထားနိုင်ခဲ့တယ်လေဆိုတော့ဒါကဆယ်လေးဘွဲမှာဆယ်ဘွဲမြောက်ပေးကိုမရှိဖြစ်တာဖြစ်လို့ကျွန်တော်ကောင်းလေးတွေအတွက်ကျွန်တော်တကယ်ကိုဂုဏ်ယူပါတယ် ဝဲစားမှာကျွန်တော်တို့တကယ်ကိုကောင်းကောင်းစတင်နိုင်ခဲ့တယ်လို့ထင်ပါတယ်တကယ်ကိုထင်ကြောက်မှုအဆက်အမှန်တစ်ခုလို့တကယ်ကိုတက်ကြွပြီးရှေ့ကိုပဲဥတီကစားနိုင်ခဲ့ပါတယ်ကိုယ်ကိုသွင်းယူနိုင်ခဲ့ပြီးနောက်ထပ်အခွင့်အရေးကြီး2ချိန်3ချိန်လောက်ရခဲ့ပြီမြေဒီပြန်ဝင်မှာရတာတွေကအသုံးမချနိုင်ခဲ့ဘူးဆိုရင်တော့ဒါတော်လေးသတိထားရပါမယ်တို့ပထမဆုံးအချိန်တက်လာတာနဲ့ဒေးဗစ်ရိုင်ကဂိုးမပြအောင်အမကန်ကာဝင်မှုတစ်ခုလုပ်ခဲ့ရပါတယ်ဒီလိုပြန်ဝင်ပြီးမှဒါမျိုးတွေကလိုအပ်ပါတယ်အဲဒီနောက်မှာခင်ဗျားပြောသလိုပဲကျွန်တော်တို့လွှမ်းမိုးထားနိုင်ခဲ့တဲ့ဆိုတဲ့အခိုက်အတန့်တွေအများကြီးရှိခဲ့သလို တိုင်ရဲစားပုံလေးလည်းမထင်းချုံနိုင်ပဲနည်းနည်းလေးနိုင်ကစားခဲ့ရတဲ့အချိန်တွေလည်းရှိပါတယ်။အစိုးမတော့နောက်ထပ်အခွင့်အရေးကြီးနှစ်ချိန်လောက်လွဲချော်ခဲ့ပေမယ့်ဘူကောင်နဲ့အတူကိုသွင်းနိုင်ပဲနီလောင်ကိုရှာတွေ့ခဲ့ပြီးတပ်ပြင်းချနိုင်ခဲ့ပါတယ်။ပရမပိုင်းမှာမာရီယိုရီကရဲ့ခြေစွမ်းကတကယ်ကိုထူးခြားခဲ့ပါတယ်။သူ့ကိုရှေ့တန်းနှစ်ယောက်ရဲ့နောက်ကနေပို့ပြီးလွတ်လွတ်လပ်လပ်တိုးဝင်ကစားဖို့ခွင့်ပြုချက်ပေးကြတာမျိုးလား။ မာရင်မာရှိကိုထပ်ဖို့အတွက်အဲ့လိုလွတ်လပ်မှုအပြည့်နဲ့ထိန်းချုပ်စားနိုင်ဖို့အတွက်အခွင့်အရေးအပြည့်အဝရှိပါတယ်။ထို့သဖြင့်ဘောလုံးပေးုံနေမှာကပနဲ့ဘောလုံးတည်ယူသွားတာတွေပြေးလွှာပုံတွေအနေရရှိတဲ့နေရာတွေစီကိုရောက်အောင်သွားနိုင်တဲ့စွမ်းဆောင်နေတဲ့ပေါ့လေ။ဆိုတော့ဒီကနေ့သူဂိုးတွေရဖို့အတွက်အခွင့်အရေးကောင်း၃ချိန်လောက်ဖန်တီးပေးတယ်လို့ကျွန်တော်ထင်ပါတယ်။ဒုက္ခလည်းလဲဂိုးသွင်းနိုင်ခဲ့တဲ့မှာလေ။သူ့ကိုအသိမှာပြန်ရလာတော့တကယ်ကိုကောင်းပါလေ။နေယူကာစနယ်ပွဲတော်ကအသိန်းကိုနိုင်ပွဲရောက်အောင်ကူညီပေးနိုင်ခဲ့ပြီးဒီကနေ့မှတော့သူတကယ်ကိုထူးထူးရွှင်ရွှင်နဲ့ပဲကစားသွားခဲ့ပါလေ။ ပြေရရာဒီကနေအချိန်မဲ့ဆိုရင်ခမရရဲ့ရန်ကုန်တန်းကိုလှမ်းကြည့်လိုက်တဲ့အခါမှာဘလို့တော့ပို့ပြီးတော့စိတ်အေးရပြီလို့ထင်ပါလေလေစာမှုအပြည့်နဲ့ပြောရမယ်ဆိုရင်တော့မနေ့ကဆိုရင်တော့ကျွန်တော်တို့ရဲ့ရန်ကုန်တန်းမှာချန်ပီယံလိအဆင့်မှာတစ်ခါမှမကစားဘူးတဲ့အကယ်ဒမီဇာမား၅လောက်ရှိနေခဲ့တာပါဆိုတော့အခုအချိန်တွေကတော့ကွဲပြားခြားနားသွားပါပြီဒီရင်ကျွန်တော်တို့ကစားမ6ယောက်ကိုလူစားလေးဖို့ဆုံးဖြတ်ခဲ့ပါလေဘာလို့ဆိုတော့လူတိုင်းကိုဒီအသိအစိတ်ပိုင်းတစ်ခုလိုတကယ်ကိုခံစားစေချင်တော့ပါ ဝင်လာတဲ့သူတွေကလည်းအသင်းရဲ့ခြေစောင့်ကိုမြင်းမြင်းတင်ပေးနိုင်ခဲ့ပြီးပွဲကိုနိုင်အောင်ကူညီပေးခဲ့ကြပါတယ်။ဒါကတကယ်ကိုကောင်းတဲ့အချက်ပါပဲ။ဂါဗီယောအဆင်ပြေလားဗျ။အော်သူအဆင်ပြေသွားမယ်လို့ထင်ပါတယ်။သူပထမပိုင်းမှာခြေောက်ကိုကန်ခံလဲရပြီးတော့နည်းနည်းလေးမသက်မသာဖြစ်နေခဲ့ပါတယ်။သူဆက်ကစားနိုင်ပေမဲ့သူဘက်ရီအများကြီးကစားထားပြီးရေချေတံရကနေလည်းပြန်လာတဲ့အခါဖြစ်လို့မအောင်စားဖို့မှမလုပ်ဖို့လည်းကျွန်တော်ဆုံးဖြတ်ခဲ့တာပါ။သူ့ကိုကျွန်တော်တို့ဂယူးဆိုက်ဖို့လိုအပ်ပါတယ်။ အင်္ဂလိပ်ကစားကတဲ့ဥရောပပွဲစဉ်၄ပွဲမှာအိုလံပီယာကော့စ်ကိုဒါပထမဆုံးအကြိမ်နိုင်ရတာဖြစ်ပြီးဒါတော်တော်လေးကိုထူးဆန်းတဲ့မှတ်တမ်းတစ်ခုလိုပါပဲဒီတော့ကျွန်တော်မေးချင်တာကအတိတ်ကဒီလိုရလမကောင်းခဲ့တဲ့တမန်ကြောင်းကနှစ်တွေအကြာကြီးရှိနေပြီဆိုပေမဲ့ဥရောပတစ်ပွဲမှာအဲ့လိုအတွင်းမျိုးကဆယ်တက်ကိုအရေးထင်လာတာမျိုးရောရှိပါလားအဲ့ဒါတော့ကျွန်တော်လည်းမသိဘူးပြဒါတွေကတော့စင်စရာတွေအပေါ်မှာပါပဲတိတ်မကောင်းတဲ့အဲ့ဒီမှတ်တမ်းတစ်ခုကိုတော့ကျွန်တော်တို့ချိုးပြနိုင်ခဲ့တာပေါ့လေတို့ကတော့အတိအမှန်ပြရပါမယ်တို့ရဲ့အဝေးခွင့်ပရိသတ်တွေနဲ့ဖန်ပြီးထားတဲ့ပွဲရဲ့ ဒီအနေထားကမယုံနိုင်ကြတော့ကောင်းပါတယ်သူတို့ကရိုးချင်းတဲ့ဇာဘုတ်ကနေတစင်တကယ်ကိုထိရောက်တဲ့အောင်မြင်တဲ့အထင်အထင်ဖြစ်လာတယ်ဆိုတာကျွန်တော်တို့ကြိုသိထားပြီးတော့ပြောလင်းထားတဲ့အတိုင်းပဲခက်ခဲတဲ့ဘွဲစင်တွေဖြစ်အောင်ဖန်တီးသွားခဲ့ပါတယ်မေရန်ကဒီကနေ့ညမှာကိုသွင်းပိုင်းကလွဲလို့ပေါ့လေရာလုံးကိုကောင်းကောင်းလုံးဆောင်သွားခဲ့ပါတယ်။တွာကူအချိန်မှာကိုတကူရောက်ဖို့တဲ့တကယ်ကိုအသေးအံဖြစ်နေပုံရပြီးဂုံးသွင်းနိုင်တာလေတလနီးပါးလောက်ရှိလာပါပြီ။ဆိုတော့သူ့အနေနဲ့ဂိုးပေါက်ပြောင်းနေတဲ့အတွက်အစိမ့်ပြတာမျိုးစိုးရင်ပူပန်တာမျိုးတွေဖြစ်နေတယ်လို့ခမရအနေနဲ့ရောသတိထားမိပါလား။ ကျွန်တော်မြင်တွေ့ရတော့သူဟာပွဲတိုင်းမှာဒီနေ့ချပိုးပြီးကောင်းလာတဲ့အရာတွေကိုလုံးဆောင်လာတယ်ဆိုတာပါပဲဒီကနေ့ပွဲမှာဆိုရင်သူ့ရဲ့ကံသွင်းမှုအပိတ်ခံရတာမျိုးတိုင်တိထွက်သွားတာမျိုးနဲ့သူတကယ်ကိုကံမကောင်းခဲ့ပါဘူးဒါပေမဲ့ရေဝရအပြင်ခြုံကြည့်မယ်ဆိုရင်သူ့ရဲ့ခြေစွမ်းကတကယ်ကိုထူးချွန်ပြောင်ပြောင်ခဲ့ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့သူ့ကိုဂိုးတွေသွင်းယူစေခြင်းပါတယ်ဒါပေမဲ့သူအဲ့လိုမလုံနိုင်ခဲ့ရင်တော့မှအသင်းအတွက်အရေးပါတဲ့အခြားသောအခန်းကဏ္ဍကနေသူတောင်းကြည့်ဝင်စရာလှုပ်ဆောင်နေစေလို့ကျွန်တော်ထင်ပါတယ်။သူအသင်းကိုများကြီးကူညီပေးနေပါတယ်။အဲ့တော့ဂိုးတွေပြန်ရဖို့ကအချိန်တခုလိုအပ်နေတာမျိုးလား။ အားတော့ကျွန်တော်လည်းမသိဘူးဗျဒါပေမဲ့မျောလင့်ပါတယ်ဇနေနေ့မှာတော့ဖြစ်လာဖို့လည်းကျွန်တော်မျောလင့်ပါတယ်အသိဉာဏ်ဆောင်တယောက်အနေနဲ့သူ့ရဲ့တာဝန်ယူစိတ်ကတီတွင်ဖန်နီနိုင်စွမ်းရှိတဲ့လွတ်လပ်မှုအပေါ်မှာဘလောက်အထိစိန်ခေါ်မှုရှိနေတယ်လို့ထင်ပါလေတီတွင်ဖန်နီနိုင်စွမ်းဆိုတာကသူ့ရဲ့ပင်ကိုသဘာဝပါပဲဒါကြောင့်မလို့သူ့အပေါ်မှာဘာပြားမှမဖြစ်စေပါဘူးဘာလို့လဲဆိုတော့ခြားစားမှအများစုကမလုံနိုင်တဲ့အရာတွေကိုဖန်နီနိုင်စွမ်းကသူ့ရဲ့အကောင်းဆုံးအရေးအချင်းတွေဖြစ်နေလို့ပါပဲသူမှစူးစမ်းလေးလာဖို့စွန့်စားဖို့နေရာလို့တွေဖန်တီးဖို့အတွက်ကျွန်တော်ဘက်ကလွတ်လပ်ခွင့်အပြည့်အဝရှိပါတယ် ပြီးတဲ့နှစ်ပွဲမှာသူအဲ့ဒါကိုသေချာပေါ့လုံးပြခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်။ဇာကရဲတက္ကရာမစတိုးလိုကစားမတွေအနာပေးနိုင်တာကအသိရဲ့လူရအတွက်ဘလောက်တော့အရေးကြီးတယ်လို့ထင်ပါတယ်။အာသူသမီးဘူဂါအတွက်ပေါ့လေဘောလို့ဆိုတော့သူကကလောက်ရှိတဲ့ရာကနေပြန်လာကစားဖြစ်ပြီးချင်းတို့တွင်မှာပဲသူအနေနဲ့45မိနစ်မိနစ်60 90လောက်ကစားခဲ့ရပါတယ်။ဒီကနေ့ပဲမှာတော့ပို့ပြီးတော့စွန်းစားရနိုင်ရှိရှိလို့သူ့ကိုအနာပေးဖို့အတွက်ဆုံးဖြတ်ခဲ့တာပါ။ တကယ်ကလည်းလူကနေတောင်းရက်ကမယုံနိုင်လောက်အောင်ကိုကြိုးစားစားခဲ့ရပြီးပွဲတွေများကြီးကစားခဲ့ရသလိုဆက်ပြီးတော့လည်းကစားအောင်မှာပါဒါကြောင့်မသူ့နေရာမှာဝင်စားပြီးခြေစောင်းကောင်းပြသနိုင်တဲ့ကစားမှာတက်ရောက်ရှိနေတာကတကယ်ကိုကောင်းပါတယ်မန်နီလီဗန်ရဲ့ရင်ဆိုင်စားတာကဘလို့များခံစားရပါလဲသူကအသက်ခမားအသက်၁၄နှစ်အရွယ်ကလေးကနေပြဖြစ်ကြတယ်နော်သူနဲ့ပြန်တွေ့ရတာကတော့အရန်ဝမ်းသာပါလဲသူဒီလိုအောင်မြင်နေရကိုမြင်ရတဲ့အတွေ့အသူ့အတွေ့တကယ်ကိုပျော်ရွှင်မိပါတယ်ခြေထဲမှာပဲသူကကျွန်တော်ရဲ့နေပြဖြစ်ခဲ့ဘူးတော့နည်းနည်းတော့ထူးဆန်းသလိုတော့ခံစားရပါလဲ ကိုယ့်ရဲ့နီးပါးဟောင်းကိုပြန်လဲရင်ဆိုင်ရတဲ့အခါတိုင်းအမြဲတမ်းထူးခြားတဲ့ခံစားချက်တစ်ခုတော့ရှိသမျှပါပဲ။ကြော်လဲအသက်ကြီးလာပြီပေါ့လေ။ဒါကကောင်းတဲ့အရာလို့တော့ရောင်းထင်ပါလေ။သူစီကနေရောသူနဲ့အတူရှိခဲ့တဲ့အချိန်တွေကနေရောကျွန်တော်အများကြီးသင်ယူခဲ့ရပါတယ်။အတွေ့အကြုံကောင်းတစ်ခုပါပဲ။ဘုရားသခင်ကျေးဇူးတော်ကြောင့်ကျွန်တော်တို့ပွဲကိုနိုင်ရပြီးသူ့အတွက်လည်းအကောင်းဆုံးနေဖြစ်ပါစေလို့ဆုတောင်းပေးပါလေ။မေလာမမီခေကိုကြီးပါတယ်ဒီညဘွဲအတွက်ခင်ဗျားရဲ့တုံးတဲ့ချက်ကဘယ်လိုများရှိပါလဲ။ အာကျွန်တော်တို့ကြိုတင်ခံမှန်းထားတဲ့အတိုင်းတကယ်ကိုမာကြောတဲ့ပြိုင်မဲ့အသင်းကိုနိုင်ရပြီးတော့ဘေးကမရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့အတွက်ရန်ကိုပျော်ရွှင်မိပါတယ်။ဘယ်ဆောင်မှာကျွန်တော်တို့တကယ်ကိုကောင်းကောင်းစတင်နိုင်ခဲ့တယ်လို့ထင်ပါတယ်။ဂိုးသွင်းနိုင်ခဲ့ပါတယ်။ပြီးတော့အခွင့်အရေးအချို့လည်းရခဲ့ပါတယ်။ဒါပေမဲ့ချန်ပီယံလိမှာအဲ့လိုအခွင့်အရေးကြီးတွေကိုကိုအဖြစ်မပြောင်းလဲနိုင်တော့နောက်ပိုင်းမှာခင်ဗျားတို့ဒုက္ခရောက်လိမ့်မယ်ဆိုတာပါပဲ။အဲဒီနောက်မှာဘွဲကနည်းနည်းလေးပွင့်သွားပြီးကျွန်တော်တို့ရဲ့ဘေးကမရှိမှတ်တမ်းကိုစတင်နိုင်ဖို့အတွက်ရော်ရယာရဲ့အကောင်းဆုံးကာကွယ်မှုတစ်ခုကိုလိုအပ်ခဲ့ပါတယ်။ဒါပေမဲ့ရုပ်ရအဖြစ်တော့ နေဦးကစတဲ့ဘွဲကလူမျိုးပွဲကြတဲ့ဘွဲကိုဇာပြီ၃ရက်အကြာမှာဒီလိုခြေစွမ်းမျိုးပြသနိုင်ခဲ့တဲ့ကောင်းလေးတွေအတွက်တကယ်ကိုချီးကျူးရပါပါပဲ။အခွင့်အရေးတွေကိုသုံးချနိုင်မှုနဲ့ပတ်သက်ပြီးတော့ဒီဘွဲကနေဘာတွေများပြန်လည်သုံးသပ်တင်ယူသွားနိုင်မလဲ။အာဟုတ်ကဲ့ဒီဘွဲရဲ့အဆုံးအဖြတ်ကဂိုရီယာထဲမှာပဲရှိတယ်ဆိုတာကျွန်တော်တို့သိပါတယ်။ဒီလိုအသင်းတွေကအခွင့်အရေးအများကြီးမလိုပါဘူး။အာသူတို့၃လချိန်လောက်ပဲတက်လာပေမဲ့တကယ်ကိုချင်းချောက်မှုအစစ်အမှန်တစ်ခုဖြစ်နေခဲ့ပါတယ်။ ဒါကြောင့်ခင်ဗျားမအိုင်းလိုအခွင့်အရေးကြီးတွေရလာတဲ့အခါအဲ့ဒါတွေကိုကိုအဖြစ်ပြောင်းလဲပြရပါမယ်။အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့နောက်ဆုံး10မိနစ်မှာကျွန်တို့ကြုံတွေ့ခဲ့ရသလိုပဲပွဲဝူထိန်းချုပ်ဖို့အတွက်အနိုင်ရလက်စောကန်ထားနိုင်ဖို့အရန်ကိုအသေးအတန်ကြိုးစားခုခံကစားခဲ့ရပါတယ်။အမရိမောင်ဇာကရဲချမ်ပလီအုပ်စုပွဲစဉ်14ပွဲစတဲ့အနိုင်ရပြီးတော့17ပွဲမှာဘေးကူးမရှိခဲ့ဘူးဆိုတာကတိုးတက်မှုတစ်ခုလို့ဆိုနိုင်မလား။အော်ဒါကလုံးဆောင်မှုအရန်ကိုခက်ခဲ့တဲ့အရာတစ်ခုပါ။ဒီတော့ကျွန်တော်ကောင်းလေးတွေကိုကျွန်တော်ချီးကျူးရမှာပါပဲ။ ဒီပြိုင်ပွဲမှာရန်ကုန်မှာကျောင်းရဲပြိုင်ပွဲတွေကိုရင်ဆိုင်ကစားရတိုင်းကျွန်တော်တို့ပြသနိုင်ကြတဲ့တည်ငြိမ်မှုအတော့ပေါ့လေဇော်စနေနေ့မှာကျွန်တော်တို့နောက်တစ်ပွဲဆက်ပြီးကြိုးစားသွားရအောင်ပါပါဒီရင်းကြမှာမာရီယိုဒီခက်ကသူ့ရဲ့အကောင်းဆုံးပုံစံကိုပြန်တွေ့သွားပြီးတော့ထင်ရတယ်တော့ဆိုတော့ခင်ဗျားနေနဲ့ဒါကိုသဘောတူမလားအော်ဟုတ်ကဲ့သူကတကယ်ကိုထူးချွန်ပြောင်းပြောင်းခဲ့ပါတယ်သူအဘလုံးကိုရှေ့ကိုဒဲသွိုင်းနဲ့အခြားစားမတွေကိုကိုရှိတက်တက်ရောက်ကိုဖန်တီပေးရင်းနဲ့သူရဲ့သင်းမော်တွေအတွက်အခွင့်အရေးကြီးတွေကိုဖန်တီပေးရင်းပွဲပေါ်မှာလွှမ်းမိုးထားနိုင်ခဲ့ပါတယ်သူတိုင်းကလည်းရရှိတဲ့အပိုင်းခွင့်ရေးမှာကိုသွင်းယူနိုင်ခဲ့တင်တာပါ သူ့ကိုဒီလိုအစဉ်အတန်းမျိုးနဲ့ပြန်လည်မြင်ရတာကျွန်တော်အနေနဲ့အယံကိုကောင်းပါတယ်။အော်စတြေးလျရဲ့လူစင်းတောင်တွေမှာအသင်းကိုပို့ပြီးတော့တိုးတက်အောင်တွန်းအားပေးနေတယ်လို့ခင်ဗျားအနေနဲ့မြင်ပါလား။ကစားမားလီကခွင့်ရရတဲ့အကောင်းဆုံးခြေစွမ်းပြသနေကြတယ်လေ။သူတို့လုံဆောင်နေကြပါလေလူတိုင်းကအစားခွင့်ရနိုင်တယ်ဆိုတာကိုသူတို့အားလုံးလည်းသိနေကြပါတယ်။ကျွန်တော်၆ရောက်လောက်လူစားလဲကြရင်တော့မှလူတိုင်းကအသင်းရဲ့အရေးပါတဲ့အစိမ်းပိုင်းတစ်ခုဖြစ်စေခြင်းပါတယ်။ အသိကစီချမ်းနည်းနည်းလေးပျောက်ဆုံးနေပြီးစွန့်ရင်တစ်တွေလိုအပ်နေတဲ့အချိန်မှာဝင်လာတဲ့ဇာမတွေကလည်းအကူအညီပေးခဲ့ကြပါတယ်။ဘယ်သူပဲဝင်လာဝင်လာတဲ့အတွက်ရှူတော်အသစ်တစ်ခုကိုယူဆောင်လာပေးပါတယ်။ပြီးတော့ဂါဘရီယယ်စင်ပြေနဲ့ထွက်ခွာသွားနိုင်ကြတော့ကိုမြင်ရတော့လဲဝမ်းသာပါတယ်။သူပရမာဘိုင်းမှာကျွန်တော်ကိုကန်ခံလဲရပြီးနည်းနည်းလေးရုန်းကန်နေခဲ့ရလို့သူ့ကိုကျွန်တော်ထုတ်လိုက်ဖို့အတွက်ကျွန်တော်ဆုံးဖြတ်ခဲ့တာပါ။မေလာဝါဂါရီရဲ့ခင်ဗျားတို့ဒုတိယကိုရောက်ဖို့တွေဘလောက်တောင်ကြိုးစားခဲ့ရပါလဲ။ဘာလို့လဲဆိုတော့ဗလန်မီယာကိုစ်ကအချိန်မီကိုပြန်သွင်းသွားနိုင်တယ်လို့ခန်းစားခဲ့ရလို့လေ။ အော်ဒါတော့ချန်ပီယံလိပါပဲသူတို့ကဇာမကောင်းအနေနဲ့ဖွဲ့စည်းထားတယ်တကယ်ကိုကောင်းအောင်နဲ့အတင်းအသင့်မှာဘရမာဘက်မှာကျွန်တော်တို့ဂိုးတွေပို့ပြီးတော့တွင်းနိုင်ခဲ့တယ်ပါလေခွင်ရဲချို့လည်းရခဲ့ပေမဲ့ကျွန်တော်ပြောခဲ့သလိုပါပဲဒါကချန်ပီယံလိဖြစ်ပြီးသူတို့ကလည်းအသင်းကောင်းတက်တဲ့ပါပဲဒီကြောင့်ရဲ့ဂိုးတွေအကြောင်းပြောကြရအောင်ပါခင်ဗျာဗရမာအစုံဂိုးကိုတွင်းယူနိုင်ခဲ့ပါတယ်ဒါပေမဲ့အာပထမ2မိနစ်မှာကလေးကအခွင့်အရေးတစ်ခုလွှဲချော်သွားခဲ့သေးတယ်နော်အာဟုတ်ပါလေပရမားတကြိမ်ကန်သွင်းခဲ့တော့ကဘောလုံးပေးမှုကတကယ်ကိုကောင်းခဲ့ပါလေဘွဲမစားနေကလေးကဂူရီယာလည်းမအားဒီနေရာလုတ်ကိုကျွန်တော် တိုးဝင်နိုင်တယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ဆွေးနွေးထားခဲ့ကြပြီးသူကလည်းဘောလုံးကိုကောင်းကောင်းပေးဖို့ထားနိုင်ခဲ့ပါတယ်။အာအဲ့ဒီအခွင့်အရေးမှာကျွန်တော်ကိုယ်တိုင်ကပိုကောင်းအောင်လှုပ်ဆောင်နိုင်ခဲ့တင်တာပါ။ဂိုးဝင်သွားတဲ့လုံးမှာတော့ကျွန်တော်နည်းနည်းလေးစောင့်ကြည့်ပြီးမှကန်သွင်းဖို့ကြိုးစားခဲ့တာပါ။ဘောလုံးကတန်းထိပြီးပြန်ထွက်လာတော့ကျွန်တော်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဒါလည်းကောင်းမတဲ့ဂိုးတကူပါပဲ။ဒီဂိုးနဲ့နိုင်ပွဲအတွက်ကျွန်တော်ဝမ်းသာပါတယ်။အော်စနေလူရောင်းတောင်းနေမှုကြောင့်နေရာတနေရာရဖို့တွေရထားတဲ့နေရာကိုဆက်ထိန်ထားဖို့နောက်ပြားတွေခန်းစားနေရပါလား ဒါကကလည်းအသေးနဲ့အတွက်ကောင်းပါလေကျွန်တော်တို့အနားမှာအကောင်းဆုံးစားမားတွေရှိစီနေတာပဲလေဆိုတော့အခုဆိုရင်ကျွန်တော်တို့မှာရန်ကောင်းပြီးအင်အားကြီးတဲ့အုပ်စုစုရှိနေပါပြီကျွန်တော်တို့ပြိုင်ဝဲတိုင်းဖလားပြိုင်ဝဲတိုင်းကိုအနိုင်ရခြင်းပြီးအဲ့ဒီတိုင်ဖြစ်အောင်စူးစမ်းသွားပါပါမေလာမာမာတင် play of the match စုအတွက်ဂုဏ်ယူပါလေဒီညခင်ဗျားရဲ့ဇာဘုံနဲ့ပတ်သက်ပြီးအသင်းရဲ့ဘောဘလိုများမြင်မိပါလေကျွန်တော်ကောင်းကောင်းလုံးနိုင်ခဲ့တယ်လို့ထင်ပါလေ။ပွဲအများစုကိုကျွန်တော်ထိန်းချုပ်ထားနိုင်ခဲ့ပြီးကောင်းမွန်တဲ့ခိုင်တန့်တွေများကြီးဖန်တီးနိုင်ခဲ့ပါလေ ကိုနိုင်ငံပေါ်အတွင်းနိုင်ငံတွေမြေချိုးနေရာတွေမှာဘောလုံးကိုပိုကောင်းအောင်တုံးချနိုင်ငံတင်တယ်လို့ထင်မြင်လဲပဲရေဦးရဖြစ်တော့ကောင်းမွန်ခံပါတဲ့နိုင်ဝဲပွဲပါပဲဒုတိယပိုင်းမှာမျောလင်းထားတာထက်ပိုပြီးတော့ခက်ခဲခဲ့တယ်လို့ပြောရင်ရောမှန်မလားအမဟုတ်ပါဘူးကျွန်တော်တို့ဒီလိုဖြစ်လာမယ်လို့မျှော်လင့်ထားပြီးသားပါသူတို့ကအသင်းကောင်းတစ်သင်းဖြစ်ပြီးသူတို့ပြင်တိုက်စစ်ပိုင်းမှာပြင်းထန်ပြီးတော့ဓာတ်ရိုက်စားတတ်တဲ့အရေးသွေးမျိုးရှိတယ်ဆိုတော့ကျွန်တော်တို့သိထားပါတယ် ဒါကြောင့်လို့ခိုင်ခဲ့တဲ့ပွဲစီတစ်ပွဲဖြစ်လာမယ်ဆိုတာကျွန်တော်တို့ကြိုသိခဲ့ပါတယ်ဒါမဲ့ဟုတ်ပါတယ်ပွဲကိုပိုကောင်းအောင်ထိန်းချုပ်နိုင်မှုတွေအချို့နေရာတွေမှာကျွန်တော်တို့ပိုကောင်းအောင်လှုပ်ဆောင်နိုင်ခဲ့တဲ့အတင်ပါတယ်ဆုံးမှာတော့ 2C နဲ့နိုင်ွက်ရတဲ့အတွက်ကျွန်တော်တို့ပြောပါတယ်မနေ့ကဆီမီဖိုင်နယ်အထိတက်ရောက်နိုင်ခဲ့ပြီးရနောက်မှာပေါ့လေဒီနေ့တွေမျောမှန်းချက်တွေပို့ပြီးတော့မြင့်တက်လာတယ်လို့ထင်ပါလားဒါကကျွန်တော်တို့ရဲ့ယုံကြည်မှုကိုပို့ပြီးတော့ခိုင်မာစေပါလေ။ကျွန်တော်တို့အစင်ခေါ်ဖို့အသင်ဖြစ်နေပြီဆိုတာနဲ့ဒီထက်ပိုကောင်းအောင်လုပ်ပြခြင်းနဲ့ဆိုတဲ့စိတ်ဓာတ်ကိုပေးပါမယ်။ အဲမနေ့ကစီးပါနေအထိတက်ရောက်သွားနိုင်ခဲ့တာကအရန်ကိုကောင်းပေမဲ့ကျွန်တော်ဒီထက်ပို့ပြီးတော့လိုချင်ပါသေးတယ်။ကျွန်တော်အနိုင်ရချင်တာပါ။ဒါကြောင့်အဲ့ဒီအတွေ့အကြုံအားလုံးကိုတုံးချပြီးတော့ဒီနေ့မှပို့ပြီးတော့တိုးတက်လာကြအောင်ပို့ပြီးကောင်းလာကြအောင်တတ်သိပြသရပါမယ်။ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်ပရိသတ်များလို့ကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေခင်ဗျာ။